လက်တလုံးကြုံခဲ့ရတဲ့သခိုင်းငလျင်ဘေးကကြောင်းမက်ဖွယ်ရာပဲဖြစ်ပါတယ်။တဘာဝဘေးအန္တရာယ်ဆိုတာကလူတိုင်းကြုံနိုင်တဲ့ဘေးတွေပဲဖြစ်ပါတယ်။မဖြစ်ရင်တော့မသိတာပဲမဖြစ်လာရင် အလွန်မလွယ်ကူတဲ့ပြဿနာဖြစ်ပါတယ်။တဘာဝဘေးထဲမှာမှငလျင်ဘေးဆိုတာကကြိုတိနိုင်ဖို့မဖြစ်နိုင်တဲ့လောက်ဖြစ်ပြီးတော့ဒုက္ခအခက်အခဲများစွာယူဆောင်လာတတ်ပါတယ်။ငလျင်ကြောင့်လူတွေများစွာအသေဆုံးရတယ်၊အိုးအိမ်တွေပျက်စီးရတယ်။နေထိုင်စရာလုပ်ငန်းဆိုင်ငန်းတွေပါပျက်စီးတယ်။အလုပ်အကိုင်းဆုံးရှုံးကြရတယ်။စီဝါရေးလုပ်ငန်းတွေရပ်ဆိုင်ကြရတယ် ကြီးမားလွန်းတဲ့ပြဿနာဖြစ်တဲ့အလျောက်နိုင်ငံများစွာကတတ်အားသရွေ့ကူညီပေးကြတာလည်းဖြစ်ပါတယ်။မြန်မာတွေအတွက်ကတော့အလွန်ပူဆွေးဝမ်းနေရတဲ့ကာလပါ။ငလျင်နောက်ဆက်တွဲအနေနဲ့ဝင်ဝင်မရှိခြင်း၊စုဆောင်ထားသမျှဆုံးရှုံးရခြင်းဆိုတာတွေလည်းကြုံရသူများရှိနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတဘာဝဘေးကြောင့်ဘဝအနေအထားမပြတ်ရအောင်ကြိုးတင်ပြင်ဆင်ထားတဲ့ငွေကြေးသင်ခန်းစာခုနှစ်ခုအကြောင်းကိုအနေနဲ့တင်ဆက်ပေးချင်ပါတယ်။မင်္ဂလာပါ Good Life Investing Channel ကနေကြိုဆိုပါရစေ။ဒီ channel ကနေပြီးတော့မှ Stock Market မှာယင်းနှမြောင်းနှံခြင်းဒီအခြေခံတွေနဲ့ Personal Finance ဆိုတဲ့ကိုယ်ပိုင်ဘဝငွေကြေးစီမံခြင်းနည်းလမ်းအကြောင်းတွေကိုဝေမျှတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ channel နဲ့အတူလိုက်ပါလေ့လာဖို့ဖိတ်ခေါ်ပါရစေ။ Subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါရစေ။ ငလင်ဘေးကပေးတဲ့ငွေကြေးသင်ခန်းစာခုနှစ်ခုကဘာတွေလဲကြည့်ရအောင်နံပါတ်1 emergency fund တည်ဆောက်ထားပါလူတိုင်းမှာ emergency fund ဆိုတဲ့သရေရှင်ရေဖြစ်လာတဲ့အခါသုံးနိုင်ဖို့ငွေစုပြီးဖယ်ထားတာရှိရမှာပါတလောက်ကိုကိုယ့်ရဲ့အသုံးစရိတ်ကိုမိသားစုရဲ့အသုံးစရိတ်က၅သိန်းရှိတယ်ဆိုရင်6လစာ emergency fund အဖြစ်စုပြီးဖယ်ထားပါဒီငွေတွေကိုတည်ရရှင်ရဖြစ်တဲ့အခါအလွယ်တကူနဲ့အမြန်ဆုံးထုတ်သုံးနိုင်အောင်စီမံပြီးတော့ပြင်ဆင်ထားမှာဖြစ်ပါတယ် တဘာဝဘေးအန္တရာယ်လိုရေဘေးမီဘေးတွေကြုံတဲ့အခါမှာပျက်စီးသွားတဲ့အထယ်မပါဖို့ကိုလည်းလိုပါတယ်။ကိုယ့်ရဲ့အိယာအောက်ထဲမှာထားခြင်းတဲဖို့ခက်လွန်းတဲ့မိကန်တက်တာတဲ့ထားခြင်းတွေကအဆင်မပြေနိုင်ပါဘူး။အခောက်ရွှေချစ်ချစ်လစ်လစ်ဝယ်ထားခြင်းကိုယ်နဲ့မကွာထားခြင်းဒို့မဟုတ်စိတ်ချရတဲ့ဘဏ်ငွေစုအကောင့်ထဲမှာထည့်ထားခြင်း USDT လို crypto တွေစုထားခြင်းနိုင်ငံခြားဘဏ်အကောင့်ဖွင့်ပြီးတော့နိုင်ငံခြားငွေအဖြစ်ပြောင်းထားခြင်းတွေလုပ်နိုင်ပါတယ်။ ငွေသားနဲ့ရွှေအဖြစ်ထားတယ်ဆိုလို့ရှိရင်ကိုနဲ့မကွာဒုံဟုတ်အမြန်ဆုံးကိုနဲ့မကွာယူဆောင်နိုင်အောင်စီမံထားခြင်းကိုလုပ်ရမှာဖြစ်ပါတယ်။ဒါမှသာငလင်လိုဘေးဒုက္ခဖြစ်ပြီးကြုံရနိုင်တဲ့နောက်ဆက်တွဲဒုက္ခတွေကို6လလောက်စာဝတ်နဲ့ရေပူစရာမလိုဘဲနဲ့တောင့်ခံနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကိုယ့်ရဲ့အိမ်တိုက်တာတွေပြည့်စည်သွားခဲ့ရင်လည်းအင်ကားနေပြီးတော့ဘဝကိုပြန်ဆနိုင်ပါတယ်။ emergency fund ကအလွန်အရေးကြီးပါတယ် personal finance အကြောင်းနားလည်တဲ့သူတွေဆိုရင် emergency fund ကို3လစာကနေ6လစာအထိအမြဲရှိအောင်မဖြစ်မနေစုထားတတ်ကြပါတယ်နံပါတ်1ပိုင်ဆိုင်မှုတွေကိုတနေရာထဲမှာပုံပြီးမထည့်ပါနဲ့တသက်သာရှာဖွေစုဆောင်မှုတွေရှိလာတဲ့အခါငလင်လိုဘေးတွေကြောင့်အာလုံးနှိပါမဆုံးရှုံးအောင်ကာကွယ်တတ်ဖို့လည်းလိုပါတယ်ရေဘေးမီးဘေးငလင်ဘေးလိုဘေးအမျိုးမျိုးကမကြုံကျင်ပေမဲ့ကြုံလာနိုင်တဲ့ဘေးတွေလည်းဖြစ်ပါတယ်တချို့ကရှာလို့ရသမျှငွေတွေအလုံးကို ိမ်ထဲကိုအားလုံးထည့်ပြီးတော့စောက်ထားကြတယ်။ငလင်ကြောင့်အိမ်ကပြုတ်ပြတ်သွားတဲ့အခါအားလုံးနေပါဆုံးရှုံးသွားနိုင်ပါတယ်။ငွေနဲ့ပတ်သက်ရင်တနေရာထဲမှာစုပုံပြီးမထားဖို့အတွက်အကြံပေးတတ်ကြပါတယ်။တနေရာရာကဆုံးရှုံးရင်တခြားတနေရာရာမှာပိုင်ဆိုင်မှုတွေတခြားပုံစံမှာကြံနေဖို့ဖြစ်ပါတယ်။ငွေသားအခောက်ရွှေဒါမှမဟုတ်ရင်လည်း digital ကိုအကောင့်ထဲမှာစုထားတာမျိုးနောက်ပြီးတော့ငွေစုအကောင့်နိုင်ငံခြားငွေစုအကောင့်မတူတဲ့နေရာကစီးပွားရေးအစုရှယ်ယာများ American Store Share လို digital asset များ င်ချက်မြေဆိုရင်လည်းတခုတည်းတနေရာတည်းမဟုတ်ပဲနဲ့သုံးလင်းနေရာခွဲဝေရင်ထားခြင်းဆိုပြီးတော့မှနေရာစုံမှာ ဖြန့်ကျက်ပြီးပိုင်ဆိုင်မှုနဲ့ယင်းနှမြုပ်နှံမှုတွေကိုနေရာချထားတင်ပါတယ်မတူတဲ့ပုံစံမတူတဲ့နေရာတွေမှာလက်လန်းမိသည်မခွဲဝေပြီးထားတယ်ဆိုလို့ရှိရင်တခုခုကဆုံရှုံပျက်စီးသွားခဲ့ရင်တောင်မှငွေကြေးဒုက္ခကြီးကြီးမားမားမရောက်နိုင်တယ်လို့ဘဝကိုတုံညာကနေစဖို့လည်းမလိုတော့ပါဘူးနံပါတ်3တဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးမှုအတွက်ငွေပြန်ရောပေးတဲ့အာမခံကိုဝယ်ထားပါ။ တဘာဝဘေးအာမခံတွေဝယ်လို့ရရင်ဝယ်ထားသင့်ပါတယ်အာမခံအနေနဲ့ဘလို့တဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးမှုကိုငွေပြန်ရောပေးတယ်လေဘလောက်ရောပေးတယ်လဲဆိုတာတွေကိုတိချာလေ့လာပြီးဝယ်ယူထားနိုင်ပါတယ်လစင်ကြီးနစ်စင်ကြီးပေးရပေမဲ့ဘေးကြုံလို့ဆုံးရှုံးမှုကြီးတာမျိုးကြုံလာရင်ဝယ်ထားတဲ့အာမခံကနေရောချေးပြန်ရတာကြောင့်ဘဝအနေအထားမပြတ်အောင်ကူညီပေးနိုင်ပါတယ်ဥပမာအနေနဲ့ တဘာဝဘေးကြုံတဲ့အခါမှာအိမ်ပြည့်စုံမှုဖြစ်တဲ့အခါရောကြီးရနိုင်တဲ့အာမခံမျိုးကိုဝယ်ထားတယ်ဆိုရင်ကိုယ့်ရဲ့တိုက်တာအဆောက်အဦကမိဘငလင်မေးကြောင့်မို့လို့ပျက်စီးသွားခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီအိမ်တန်ဖိုးအတိုင်းပေါ့နော်တို့မဟုတ်အိမ်တန်ဖိုးပမာဏရဲ့တော်တော်များများကိုအာမခံကနေပြီးတော့ပြန်ရောပေးနိုင်ပါတယ်ဒါပေမဲ့အာမခံတွေကဈေးကြီးလွန်နိုင်ပါတယ်။တဘာဝဘေးအာမခံတည်တံ့ရှိကြမှာလည်းရှိမှာပါ။မြမပြည်အနေထားနဲ့စနစ်ကောင်းမရှိသေးဘူး။အာမခံကုမ္ပဏီကောင်းကောင်းမရှိသေးဘူးဆိုရင် ကိုဘာသာဘေးကြုံတဲ့အခါအဆုံးရှုံးမှုမကြီးအောင်အရင်ပြောခဲ့တဲ့အချက်တွေအတိုင်းစီမံထားနိုင်ပါတယ်။ Emergency Fund ရှိထားခြင်းမိမိရဲ့ပိုင်ဆိုင်မှုတွေကိုနေရာတစ်မျိုးထဲမှာစုမထားဘဲနဲ့နေရာစုံမှာခွဲဝေဖြန့်ကျက်ထားခြင်းကိုလုပ်နိုင်ပါတယ်။နံပါတ်၄အိမ်တွင်းပစ္စည်းများကိုစနစ်တကျနေရာချပါ။အိမ်တွင်းခြံတွင်းမှာရှိတဲ့ pre booker နဲ့ပစ္စည်းများကိုပေါ့ပေါ့တန်တန်နေရာမချပါနဲ့။အလွယ်တကူမပြိုကျနိုင်အောင်စနစ်တကျထားပါ။လေးလံတဲ့ပစ္စည်းတွေကိုတစ်ခုပေါ်တစ်ခု အစင်းစင်ထပ်တင်ထားခြင်းတွေကိုရှောင်ပါမလိုအပ်တာတွေကိုအိမ်ထဲမှာနှမျောပြီးတိတ်မထားပါနဲ့အိမ်ဝင်လန်းထွက်လန်းအမြဲရှင်းနေအောင်လှုပ်ထားတင်ပြီးတော့အရေးအကြောင်းဖြစ်လာတဲ့အခါအန္တရာယ်ရှိရင်အမြန်ဆုံးထွက်ခွာနိုင်ရမှာပါကွန်ဒိုတိုက်ခန်းတွေလိုအထက်မြင့်အဆောက်ဦးတွေမှာဆိုလို့ရှိရင်အရေးပေါ်ဖြစ်လာတဲ့အချိန်မှာအမြန်ဆုံးထွက်ခွာနိုင်ဖို့အတွက် emergency ဝင်လန်းထွက်လန်းတွေလေကားတွေကိုထားထားပေးရမှာပဲဖြစ်ပါတယ် တဆက်တဲ့သတိပြုနိုင်တာကတော့ကိုယ့်ရဲ့ဥယင်တိုက်တာတွေကိုစောက်လုပ်တဲ့အခါမှာဖြစ်တယ်လို့ဘယ်တော့မှမဆောက်ပါနဲ့။ကျွမ်းကျင်တဲ့အင်ဂျင်နီယာများနဲ့ပညာရှင်များနဲ့တိုင်ပင်ပြီးမှသာစောက်တင်ပါတယ်။အစိုးရအနေနဲ့ဥပဒေနီးနာများချမှတ်ထားသလိုထိန်းချောင်းပေးဖို့တာဝန်ရှိတာကိုလည်းနားလည်ထားပါ။ဖြစ်တယ်လို့လှုပ်ချင်စိတ်တွေကိုရှိရင်ရှောင်ပါ။အင်ပန်ရှင်အနေနဲ့စနစ်ကောင်ဝန်ဆောင်မှုခေါင်းတွေကိုရယူတင်ပါတယ်ရယူနိုင်အောင်လည်းစ조사ရမှာပါ။ဘာကြောင့်လဲဆိုတော့ဆုံးရှုံးခဲ့ရင်ကိုကဆုံးရှုံးရမှာဖြစ်ပါတယ် နမတ်ကအိန်းနီးချင်းမိတ်ဆွေများနဲ့အတူတူရင်ဆိုင်မှာမြန်မာတွေရဲ့ချစ်စရာအလေးအထားကတခုခုဆိုရင်အချင်းချင်းကူညီတတ်တာပဲဖြစ်ပါတယ်နိုင်ငံအနေနဲ့ကဘလောက်ပဲဆင်းရဲတယ်လို့ဆိုဆိုမြန်မာနိုင်ငံလောက်အလူတန်းရရောတာကူညီတတ်တာမြန်မာနိုင်ငံပဲရှိပါတယ်ဘေးဒုက္ခကြုံလာချိန်မှာအိန်းနီးချင်းမိတ်ဆွေတွေနဲ့အတူတူရင်ဆိုင်မှာနေစရာစားစရာနဲ့အသုံးဆောင်ပစ္စည်းတွေကိုအချင်းချင်းဝေမျှပါပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းဖို့တိုင်ပင်နီးနောပါအချင်းချင်းအားပေးပါ ရက်ရွာရန်ပုံငွေတွေအဖြစ်စုပေါင်းပြီးတော့ဖန်တီးထားပြီးတော့အရေးအကြောင်းအတွက်စုထားတာတွေ emergency fund တဘောမျိုးလောက်ထားနိုင်ပါတယ်ပထမတစ်ချက်ကပြောခဲ့တဲ့ကိုပိုင် emergency fund တဘောနဲ့ဆင်တူပါတယ်ယုံကြည်ရသူများနဲ့အုတ်ချုပ်ရေးလူမှုကူညီရေးအဖွဲ့ကနေပြီးတော့မှစီမံထိန်းသိမ်းနိုင်ပြီးတော့ရေးဘေးမီးဘေးတဘောအောင်ဘေးကြုံလာတဲ့အခါထုတ်သုံးရမှာဖြစ်ပါတယ်လာစင်မုံဘုပမာနာငွေလေးတွေကိုထည့်သွားတဲ့အခါမှာကိုနေတဲ့ပတ်ဝန်းကျင်အတွင်း တခုခုဘေးဒုက္ခကြုံလာတဲ့အခါမှာတက်ဆိုင်ရာအဖွဲ့အစည်းကအကူအညီပေးနိုင်မှာဖြစ်ပါတယ်။ Emergency Fund ဖြစ်တာကြောင့်ပျက်စီးလွယ်တဲ့ပုံစံမဖြစ်ဖို့ထုတ်ယူရခက်တဲ့ပုံစံမဖြစ်ဖို့အရေးကြီးပါတယ်။လိုအပ်တဲ့အခါမှာအမြန်ဆုံးထုတ်သုံးနိုင်တဲ့ပုံစံဖြစ်ရမှာပါ။စိတ်ချရတဲ့ဘဏ်အကောင့်နိုင်ငံခြားဘဏ်အကောင့်ကဲ့သို့သောပုံစံတခုခုမှာဘုံအဖွဲ့အစည်းနံမည်နဲ့ဖွင့်လှစ်ပြီးတော့စုဆောင်းထားတာကစိတ်ချရတဲ့ပုံစံဖြစ်ပါတယ်။နံပါတ်6အသက်ပညာတခုခုလေ့လာသင်ယူပါ။ အလွယ်တကူအသုံးချလို့ရတဲ့အသက်ပညာတစ်ခုခုဒုံမဟုတ်တစ်ခုမကကိုလေ့လာသင်ယူထားပါအိမ်တွင်းမှာရေမီပြုပြင်တက်ဆင်တက်ချင်းအရေးပေါ်ကျမရေးဆောင်ရှောက်မှု first aid အသက်ပညာတနိုင်တပိုင်းစိုက်ပျိုးရေးအသက်ပညာစတာတွေကရေးအကြောင်းကြုံတဲ့အခါမိမိကိုယ်တိုင်အတွက်အသုံးချနိုင်တယ်လို့လိုအပ်သူကိုကူညီနိုင်ပါတယ်။ကူညီခြင်းကြောင့်ကနေလေဝင်ငွေတွေရလာနိုင်ပါတယ်။ ဝင်ငွေရဖို့အလောက်အကန်တစ်ခုတည်းနေရာတစ်ခုတည်းကိုမိကိုချင်းထက်မတူတဲ့နေရာနဲ့မတူတဲ့ကျွမ်းကျင်မှုတွေကနေငွေဝင်အောင်လဲလှုပ်ထားနိုင်ပါတယ်။ဒါကကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကိုနေရာစုံမှာခွဲဝေနေရာချထားခြင်းဖြစ်ပါတယ်။ဝင်ငွေလမ်းကြောင်းတစ်ခုမကရှိတဲ့အခါမှာတစ်ခုကရပ်သွားရင်လဲနောက်တစ်ခုရှိတဲ့အတွက်ကြောင့်မလို့ဘဝအနေထားပြက်လောက်စရာမရှိနိုင်ဖို့ဖြစ်ပါတယ်။ပညာရွှေအိုးလူမခိုးဆိုတဲ့အတိုင်းကိုယ့်ရဲ့အသိပညာအသက်ပညာတွေကဘေးအန္တရာယ်တွေကြောင့်ဆုံးရှုံးသွားနိုင်ခြင်းမရှိပါဘူး။ အသိပညာအသက်ပညာခွန်အားနဲ့အလုပ်လုပ်ခြင်းစိတ်စူးစမ်းခြင်းစိတ်တာရှိတယ်ဆိုရင်ပစ္စည်းဥစ္စာဆုံးရှုံးသွားခဲ့ရင်တောင်မှဘဝကိုတိတ်ကပြန်ဆပြီးတော့ပြန်ပြီးအောင်မြင်လာနိုင်ပါတယ်။နံပါတ်9တည်င်းတွေကိုမျက်ခြေမပြတ်ပါစေနဲ့။မင်္ဂန်နဲ့အရင်အမြစ်ကသတင်းများကိုမျက်ခြေမပြတ်ပါစေနဲ့ရက်ရွာအတွင်းအချင်းချင်းတရိပ်ပေးခြင်းတာဝန်ရှိသူများကတတ်မှတ်ပြီးတော့တာဝန်ယူခြင်းအလဲကျတာဝန်ထမ်းဆောင်ခြင်းများကိုလုပ်ပြီးလေကြိုတင်ကာကွယ်နိုင်အောင်လှုပ်ထားနိုင်ပါတယ် မိဘရေဘေးမုံတိုင်းဘေးငလျင်ဘေးစတဲ့မြေတီအန်တွေပဲဖြစ်ဖြစ်ကျိုးတင်ကောက်ွက်နိုင်အောင်အတတ်နိုင်ဆုံးပြင်ဆင်ထားတင်ပါတယ်။ကြုံလာတဲ့ခါရင်ဆိုင်နိုင်ဖို့ဆောင်ရင်ရှောင်ရင်များနဲ့ညွန်ကြားချက်များကိုလည်းအစဉ်သင့်ရေးသားထားပါ။ဘာလို့လို့ဘာကံရမယ်မသိမဖြစ်စီပဲနဲ့ရင်ဆိုင်နိုင်အောင်တတိထားမှာဖြစ်ပါတယ်။ကြီးမားတဲ့တဘာဝဘေးကိုရင်ဆိုင်ဖို့ကမိမိကိုယ်တိုင်မိမိမိသားစုမိမိနေထိုင်ရာရက်ရွာဝင်းကျင်ကနေစပြီးတော့မြို့နယ်တိုင်းနိုင်ငံတော်အဆင့်အထိအသိရှိပြီးပြင်ဆင်ထားရတဲ့ကိစ္စတွေဖြစ်ပါတယ် ချိုတင်ပြင်ဆင်ခြင်းကအကောင်းဆုံးကာကွယ်ခြင်းပဲဖြစ်ပါတယ်။ငလင်လိုဘေးတွေကချိုတင်သိနိုင်မှုအတွေ့တော့အလွန်ပဲခက်ခဲနိုင်ပါတယ်။အထူးသဖြင့်အခုလိုမျိုးကြီးမားတဲ့ငလင်ကြီးရိုက်ခတ်သွားတဲ့အခါမှာဆိုရင်အလွန်ကိုပဲဒါဝမ်းနဲ့စရာကောင်းအောင်ဒုက္ခတွေကြုံရတာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုအဖြစ်အပျက်တွေကိုသင်ခန်းစာယူပြီးတော့မှ ကိုယ်တိုင်အနေနဲ့ပြင်ဆင်နိုင်တာတွေကိုကြိုတင်ပြီးပြင်ဆင်ထားတယ်ဆိုလို့ရှိရင်ဒုက္ခကြုံရတာတွေကိုတတ်တာစေမှာဖြစ်ပါတယ်။ ဒီအချက်တွေပြင်အခြားရောအချက်တွေရှိတယ်ဆိုရင်လည်း comment မှာဝင်မြပေးဖို့တောင်းဆိုပါရစေ။တဘာဝ BNA ကနေကင်လွတ်ကြပါစေ။ကြုံလန်ခဲ့ရင်လည်းအကောင်းဆုံးရင်ဆိုင်ပြီးတော့အမြန်ဆုံးပဲပြန်လဲထူထောင်နိုင်ကြပါစေ။နောက်ထပ်တင်ဆက်ပေးမယ့်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါစို့။